ထုံးစံအတိုင်းပါပဲကျွန်တော်များအားတော့ကြာကျမ်းမာရေးအတိုင်းမြန်မာနိုင်ငံဝန်ဆောင်မှုလုပ်ငန်းကမင်္ဂလာပါလို့မြေထွေးစွာနဲ့ပြန်လည်ကြိုဆိုပါတယ်အားလုံးပဲကျမ်းမာအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဒီတစ်ပတ်မှာတော့အားတော့ကြာကျမ်းမာရေးအတိုင်းမြန်မာနိုင်ငံဝန်ဆောင်မှုလုပ်ငန်းကစီးချိုလူနာနှစ်ခြောက်ကျမ်းမာရေးဒီကောင်းကျောင်းအောက်ကနေဆွေးနွေးပြီးတော့မျှဝေဖြန့်ချီသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုရင်းနဲ့လိုအပ်တဲ့ဘူးတုတ္တလေးတွေအားလုံးကိုစီရရှိပြီး ူးနဲ့တူပြန်လဲမျှဝေပြီးတော့ဒီ6000တဲ့ပတ်သက်တဲ့ပြဿနာတွေကနေခက်ဝေဝေကင်းကင်းမှနေနိုင်ပါစေလို့အားလုံးကိုဥစွာဆန္ဒပြုပါတယ်။ဥစွာပထမ6000ဆိုတဲ့အကြောင်းအရာပေါ့နော်။ဒီအကြောင်းအရာကခန္ဓာကိုယ်မှာခန္ဓာကိုယ်တစ်ခုလုံးကိုမထားရတဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဝန်တော့ဝန်ဘိုးကိုထမ်းထားရတဲ့တင်းငယ်တဲ့အစိပ်ပိုင်းပဲဖြစ်တယ်6000ဆိုတာက။ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အရိုးတွေအားလုံးရဲ့25ရာခိုင်နှုန်းနဲ့6000ကိုဖွဲ့စည်းထားတယ်။ ဒါကြောင့်ခြေတော့ရဲ့အကြောင်းကိုခြေတော့မှာတန်ရရမယ်ခြေတော့မှာပြဿနာဖြစ်မယ်ပေါ့ခြေတော့ကျမ်းမာနေဖို့ပေါ့ဒီကျမ်းမာနေဖို့ကချိန်လုံးခန္ဓာကိုယ်ရဲ့ weight ကိုမထားရတာဖြစ်တဲ့အတွက်ဥစွာပထမအဝမလွန်အောင်ထိမ့်သိမ်းယူဆိုင်ကြဖို့အရောကြအနေနဲ့ seriously တိုက်တွန်းခြင်းပါတယ်တစ်ချိန်လုံးခြေတော့ကဒီဝန်တော့မဖို့မထားရတာဖြစ်လို့ပါဒီနေရာမှာဝါရတဲ့ပိန်နေဆိုတဲ့အကြောင်းအရာဟို အခြားအကြောင်းအရာတွေနဲ့ကျွန်တော်တို့ကနှိုင်းယှဉ်ပြီးညှဉ်းခုံနေလို့မရပါဘူး။ဒီနေ့ခေတ်မှာတော့ BMI လို့ခေါ်တဲ့ Body Mass Index Google မှာအလွယ်တကူရှာလို့ရပါတယ်။ဒီအကြောင်းအရာတွေပဲတိုင်းထွာပြီးကျွန်တော်တို့ကပြောဆိုကြရမှာဖြစ်ပါတယ်။ BMI ကအကျဉ်းအဖြစ်အလွယ်တကူနားလည်ထားဖို့16ကနေ25ပေးထားပါတယ်။ဒီလိုကျွန်တော်တို့အကျဉ်းမှာဇုံနဲ့အကောင်းဆုံးသော weight ရဖို့အတွက် BMI နံပါတ်32 22ဖြစ်ပါတယ်29မှာနေရင်လည်းရပါတယ်25မှာနေရင်လည်းရပါတယ်သို့တော်လည်း29အောက်ကိုအချိန်မီရောက်ပြီးပိန်တဲ့ဘက်ကိုရောက်သွားနိုင်တယ်လို့25ဆိုတာကလည်းအချိန်မီကြော်ပြီးတော့ဝါတဲ့ဘက်ကိုရောက်သွားနိုင်တယ်ဒါကြောင့် BMI 22ဒီအကောင်းဆုံးနေထိုင်ရမယ့်အနေအထားဖြစ်တယ် BMI 22မှာရှိတဲ့ weight ကပုံစံအနေအထားကိုသိကြည့်ရင်ကျွန်တော် Google က BMI check မှာတွားကြည့်ပါဥပမာ အရက်၅ပေ6လမှာရှိတဲ့လူတယောက်ကရှိသင့်ရှိတိုက်တဲ့ BMI 22မှာရှိရမယ်ကိုအလေးချိန်ကဘလောက်လဲဆိုတာကျွန်တော်ဒီ BMI စံနှုန်းနဲ့ပဲကိုက်ညီအောင်နေရင်တော့ဖြင့်6ရောက်ကထန်းထားတဲ့ဝန်တော့ဝန်ဘိုးအတော်လေးတက်တရာရပါလိမ့်မယ်ဒါဥစွာပထမ6ရောက်ကဆောင်ရွက်ရတဲ့လုပ်ငန်းစောင့်တာနဲ့6ရောက်ကိုတက်တောင့်တက်တာဖြစ်စီဖို့ဒါအရင်ဆုံးဥစွာပထမနေတန်းလေးပေါ့နော်ဒါကိုပြောပြတာပါစီဂျူလူနာဖြစ်တိုင်းစီဂျူယောဂဖြစ်တိုင်း ခြေထောက်နဲ့ပတ်သက်တဲ့ပြဿနာခံစားရမှာလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူးစီဂျိုယောဂါကတော့ဒါအမြဲတမ်းပဲအာရောကြအရှင်းပြတယ်အာရောကြမှာမကအောင်အားလုံးတော့ပေါ့နော် educator တွေအာ h health education နဲ့ပတ်သက်လို့ပြောကြတယ်စီဂျိုနဲ့ပတ်သက်လို့ပြောကြတဲ့လူတွေအားလုံးကစီဂျိုကတော့ complication လို့ခေါ်တဲ့နောက်ဆက်တွဲယောဂါအများဆုံးထဲမှာပါတဲ့နာတာရှိယောဂါတစ်မျိုးဖြစ်တယ်ကုသယောဂါတော့မဟုတ်ဘူးစီဂျိုယောဂါဖြစ်ရင်အားလုံးခေါင်းကနေခြေထောက် အားလုံးဆက်နွယ်နေတယ်ပြဿနာပေါင်းများစွာ complication ရှိတယ်တကယ်လည်းမှန်ပါတယ်သို့တော့ဆီးချိုယောဂါကို ကောင်းမွန်စွာ ထိမ့်သိမ့်ချက်မှတ်မယ်မှန်ကန်တဲ့ treatment တစ်ခုပေါ့နော် right medication right treatment တစ်ခုခုပေါ့ကောင်းမွန်စွာ ကုသမယ်ဆိုရင်လူကောင်းတယောက်ကဲ့သို့ပဲမိသားစုနဲ့အတူတူသက်ဆုံးတိုင်ပျော်ရွှင်စွာ quality life ပေါ့ဒါအရောကြကအမြဲတမ်းပြောတဲ့စကားပါရမှာပါလို့ စည်းရလူနာဖြစ်တယ်ဟိုကမလို့ရတော့ဒီကမလို့ရတော့ဘူးဒုက္ခတွေအကုန်လုံးကိုယ်စီလာမယ်ဟိုကမဆောက်ဘူးဒီကမဆောက်ဘူးဒီလိုမဆူလို့ပါဘူးဖြစ်သွားခဲ့ရင်လူနာဖြစ်ခဲ့ရင်လူနာမဖြစ်တာတော့အကောင်းဆုံးပေါ့လေလူနာဖြစ်သွားပြီဆိုရင်ကြက်ကြက်မတ်မတ်ကလေးထိမ့်သိမ်းဆောက်ချော့ပြီးဒီလိုစိုက်နေမယ်ဆိုရင်တက်ဆုံးတိုင်မိသားစုနဲ့ပြောချင်းစွာနေလို့ရပါတယ်ဆိုတဲ့သတင်းကောင်းလေးကိုဥစွာပထမသတင်းကောင်းလေးပေးပါရစေ